ဈေးတက်တန်လေးနဲ့ရှင်းကြမယ်မင်္ဂလာပါဒီနေ့မှာတော့လှိုင်မြွနယ်ထဲမှာရှိတဲ့အရန်ကုန်ပိုက်ပြီးတော့ဈေးလဲတန်နေဆိုတော့ဖွင့်ထားတာတိတ်မကြသေးတဲ့လူအဆိုတဲ့ကဖေးလေးကိုသွားပြီးတော့စားချင်မှဖြစ်ပါတယ်အဲ့တော့ like ခဲ့ကြပါဦးနော် let's go နူးလေးချက်ကြည့်မယ်နော်ကော်ဖီ A တစ်ခွက်ပေးပါမနူးကအမိုက်စာတစ်ဆိုင်လုံးမှာအဲ့ဆိုရင်ဈေးအကြီးဆုံးကတုံရံထမင်းကြော်ပေါ့ကိုဒါဆိုရင်တော့တုံရံထမင်းကြော်လေးမှာကြည့်လိုက်ပဲဈေးအကြီးဆုံးဆိုတော့ဘယ်လိုရတာရှိမလဲပေါ့နော်ကိုရီးယား spicy ခေါက်ဆဲဆိုအဲ့ဒါဆိုဒါလေးလေးတစ်ပွဲမှာလိုက်မယ်ဝါတာဖက်ကပောက်တစ်ပွဲပေးပါဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါ ကဲအခုကတော့အစားအသောက်တွေလည်းအကုန်လုံးမှာပြီးသွားပြီမှာပြီးလိုက်ဆိုအရန်ထူးဆန်းတာတခုကဒီဆိုင်မှာဈေးကြီးဆုံးမန်နျူက၄000ကျပ်တယ်ဒီလိုခေတ်ကြီးမှာ၄000ကျပ်ကအရန်ဈေးကြီးဆုံးမန်နျူဆိုလို့အဲ့ဟာလေအရန်သိချင်တယ်ဘလို့အရသာရှိလဲသိချင်လို့မှာထားတယ်တုံရန်ထမင်းကြော်ရှိမယ်ဝက်ဖက်ကပောင်းရှိမယ်ပေါ့နော်ဒီဟာ၄000နှစ်ခုကလွယ်လို့ကျန်တာတွေအကုန်လုံးက2000 2500 3500ရည်ပဲအဲ့တော့အခုဆိုလို့ရှိရင်လည်းမှာထားတယ်ပေါ့နော်အများကြီးမှာထားတာတော့မှာပဲဈေးနှုန်းကတော့အများကြီးမကြောက်ဘူးလို့ထင်တယ်အဲ့တော့စောင့်ကြည့်ရင်လည်း ဟိုဘက်မှာအရန်လာတဲ့ decoration လေးရှိတယ်အဲ့ဒီတော့သွားဆက်စုကြည့်အောင်စောင့်နေမယ်အတူတူပေါ့နော်အဲ့တော့ Amber နဲ့လိုက်ခဲ့ပါဦးไฟเคลียร์ฟองๆเลี้ยวมามีอหวาเลี้ยวทวนท่าได้ไปดูเลยป่ะเนาะ ကိုကတော့ personally အရင်ကြိုက်တယ်ဒီ cafe မှာလာပြီးတော့အဲ time ပဲဆိုလို့ရှိရင်ပေါ့နော်ဒီတိုင်းပဲအဲ coffee တောက်ရတဲ့ခန်းစားချက်မျိုးပဲမဟုတ်ပဲနဲ့အမျိုးစုံလုပ်လို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ပလင်းလေးတွေဖန်ပလင်းလေးတွေထားပေးထားတယ်ဒါလေးတွေကိုလည်းဆေးချိန်လို့ရတယ်ပြီးတော့ဒီမှာစာအုပ်ကလေးတွေကိုလည်း free ဖတ်လို့ရတယ်ပေါ့နော်ပြီးတော့ဒီမှာတငယ်ချင်းတွေနဲ့အုပ်စုလိုက်လာမလားလာမယ်ဆိုလို့ရှိရင်ဒီမှာအဲဂိုးဆက်လို့ခေါ်ရလားအဲပြောရလို့ရှိရင်မမိုနိုပိုလီလေးတွေရောအဆုံထားပေးထားရပေါ့နော်အဲ့တော့ကိုယ့်အတွက်ငွေချင်းတွေလာပြီးချေလို့လေးရပါတယ်အဲ့တော့ကိုယ်ကတော့ဆက်ကြည့်လိုက်ပါဦး MIG ခောက်ဆဲဖိုင်ဒီခောက်ဆဲလေးရတော့ honestly ကပြောရမယ်ဆိုလို့ရှိရင်တော့ကောင်းတယ်မြန်မာပါးစပ်နဲ့လည်းကိုက်တဲ့အရာလာလေးပေါ့နော်ဒါပေမဲ့ဈေးကထမှာတွေ့ရင်ရတဲ့ ultra လာအဲ့ဟိုခောက်ဆဲတုံလေးရှိရလေအဲ့ရတာလေးတော့စင်နေဒါပေမဲ့အဲ့ရတာလုံးဝချွတ်ချွတ်ကြီးတော့မဟုတ်ဘူးအကုန်လုံးနဲ့စားလို့အဆင်ပြေရတာမှရှိရပြီးတော့ အဆက်လေပဲလေအရင်အဆက်ကြီးမဟုတ်ဘူးပေါ့နော်အဲ့တော့ spicy sauce ကိုကြိုက်တယ်ပြီးသွားတဲ့ခါကျလို့ရှိရင်ဈေးတန်တန်လေးနဲ့အရင်ဆက်တာမျိုးလည်းမစားချင်ဘူးဆိုလို့ရှိရင်နော်ဒီ sauce လေး recommend ပေးပါတယ်ကောင်းတော့ကောင်းတယ်လုံးဝကောင်းတယ်ဒါက wet pack ကပေါ့နော်ဆက်ထဲမှာစိတ်ပူရဲ့အတိုင်းပဲပေါ့နော်ဘာလို့လဲဆိုတော့ဒီတိုင်းစားကြည့်ရင်ကျတော့စားလို့ကောင်းလဲဆိုပေမဲ့ထမင်းနဲ့အတူစားကြည့်လိုက်တဲ့အခါကျတော့နည်းနည်းအရင် ိုးတဲ့ဘက်ကလေးတော့နည်းနည်းသွားရပါတော့အဲ့တော့ကိုကอืมအစားတောက်တွေချိုးတဲ့ဘက်မှာမကြိုက်ဘူးဟင်းတွေထမင်းတွေစားတာအချိုးဘက်မကြိုက်ဘူးဆိုရင်လူတွေကတိတ်ကြိုက်မယ်လို့တော့မထင်ပါဘူးဒါတုံရန်ထမင်းကြော်လေးပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်စားလိုက်တာနဲ့တုံရန်အရသာလေးကလုံးဝ green နဲ့မှာပေါ့နော်လိုက်တက်လာပြီးတော့အရသာလေးကလည်းလုံးဝချင်းချင်းလေးနဲ့ပေါ့နော်တော်တော်စားကောင်းနဲ့မင်းနဲ့တည်းပါပါတယ်အဲ့တော့အဲဒီလိုမျိုးထမင်းဝဲတပွဲအကြီးပိုးရှင်းပါတဲ့ဟာကိုမှ၄000ကျပ်ပဲဆိုတော့ဒါအရန်တက်တယ်လို့ပြောရတယ် ဝေါအရန်လည်းမချိုဘူးကွာပြီးတော့အရန်လည်းခါရလည်းမဟုတ်ဘူးလုံးဝသိရမလား normal အနေနဲ့ signature coffee တွေပဲအမြဲတောင်းနေကြလူတွေဆိုရင်တော့သိလိမ့်မယ်လုံးဝ perfect ပဲကွာပြီး coffee စီးနံလေးတော်တော်လေးကိုမွေးတယ်ပြီးတော့မှဆက်စွကြည့်ရမယ်ဒီထဲမှာသုံးတဲ့ coffee စီးကဘယ်လိုမျိုးစားရဲသုံးလဲပေါ့နော်ဒါပေမဲ့ဒါ3500ဆိုတော့တော်တော် appreciate ဖြစ်ဖို့ကောင်းတယ်တကယ်လို့မှအရသာကောင်းတယ်အဲ့ဒီတော့လုံးဝ coffee ကောင်းကောင်းလေးကိုမှဈေးတက်တန်လေးတောက်ချင်ရင်တော့ဒီလိုက coffee ဆိုင်လေးလာဖို့ recommend ပေးပါတယ် ဆိုင်လေးကဖွင့်ထားတာသိမကြသေးဘူးလို့ကြားတယ်အဲ့တော့ဘယ်လိုဘလောက်ရှိပြီလဲဒီဆိုင်လေးဖွင့်လာတာကိုဆိုင်ကဒီဆိုင်ကတော့ကျွန်တော်တို့ကဒါဆိုင်ခွဲပေါ့ဆိုင်ခွဲတာဆိုင်ပထမဆိုင်ရှိရပထမဆိုင်ကတော့ဟိုယောဂီအကြောင်းနဲ့ပတ်ပါရောဂီကြောင်းလည်းပါဒီဆိုင်မျိုးနေဆိုင်မျိုးနေပါဘုရားနင်းနင်းလေးပဲအော်မတ်တိုင်ဆိုရင်တော့တမတ်တိုင်တူတူပဲဟိုဘက်မတ်တိုင်ဒီဘက်မတ်တိုင်အဲ့လောက်ပဲကွာအော်ဟိုဘက်မှာကျတော့ street ပေါ့ street ဟိုလမ်းပေါ်မှာပဲလှဲလေးနဲ့ မားတော့တစ်နှစ်လောက်ရှိဒီမားတော့နှစ်လနှစ်လနှစ်လအဲ့လောက်ပဲကြာသေးရေနော်ဘာလို့လဲဆိုတော့အခုမှဖြတ်သွားရင်လည်းဆက်ဆဆုံးအဲ့လိုမျိုးလေးမိုက်တက်ခုတ်တိုင်းလေးတွေ့ရဆိုပြီးလာကြည့်လိုက်တာညနာတော့ရင်းနှီးပြီးသားညနာဖြစ်နေတာပေါ့နော်အဲ့ဒီတော့အကူကဟိုးရင်နေရလဲဒီ coffee နဲ့ပတ်သက်တဲ့အလုပ်တွေပဲလုပ်ခဲ့ပေါ့နော်အခုလည်းဒီလိုမျိုးလုပ်နေတော့မယ်ဆိုတော့ဒီလိုမျိုးစီးပွားရေးအကူဝါသနာကြောင့်လုပ်ဖြစ်တာဒါမှမဟုတ်စီးပွားရေးတသက်ပဲလုပ်နေရတာဝါသနာကြောင့်ဆိုတာထက်အဲဝါသနာလည်းပါတာပြီးတော့ဟိုအခု online မှာနောက်နေတဲ့ပုံစံမျိုးကိုယ့်ဘာကိုတောက်ရှင်လို့ ကော်ဖီလေးစားပြလိုက်အောင်စားပြရမှာဟိဆိုတော့အဲ့ဒါကိုပြရတယ်ချိန်ဟုတ်ကဲ့ကောင်းအောင်ချိန်ရတယ်ဟုတ်ကဲ့ကောင်းအောင်ချိန်လိုက်ကောင်းအောင်ကြာတော့ခံရတယ်ဒါတင်နေဆိုပေမဲ့လည်းကိုကလက်အာမတန်တဲ့ခါကျတော့ပြန်ပြောပဲအခုနေရပါတယ် ဲ့တော့ကျတခုရှိသေးရပါတော့ဒီလူအဆိုင်လေးဆိုလို့ရှိရင် coffee အပြင်ဘုံမှာဒီအစားအသောက်လေးလည်းတွဲရောင်းတာမျိုးရှိရပါတော့တချို့ဆိုင်တွေဆိုရင် coffee ဆိုင်ဆိုလို့ရှိရင်အများသောအားဖြင့်ကိတ်တုံမုတ်ကလေးတွေပဲရောင်းတာများရဲဆိုတဲ့အခါကျတော့အကုန်က blue idea မျိုးနဲ့အစားအသောက်မှာတွဲရောင်းဖြစ်တာလေးရှိကျွန်တော်ကတော့ဟိုအစားအသောက်ကပထမတော့ဟိုအစားအသောက်မပါဘူးစားလို့ခါတာဒါပေမဲ့ဟိုလူတွေကအဲ့လို customer တွေကစားအသောက်လေးပါထည့်ပေးပါပါညာဆိုတော့ ိုပထမတော့ပါမုတ်တွေပါရင်နဲ့ဘာကာရီပါရင်နဲ့ဗျာအဲ့လိုလုံးလို့ရတယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာစားရတယ်လို့ဘိုင်းမဟုတ်ဘူးဟုတ်တယ်ဒါကမြန်မာလူမျိုးဆိုတော့သမင်းစားကိုစားအောင်ပါအဲ့နဲ့သမင်းတွေပါဒီဒီမတိုင်ခင်လဲအဲ့ဒါတွေအနေနဲ့လုပ်ဘူးဟုတ်ကဲ့ထည့်ပေးလိုက်တာအော်ထည့်ပေးလိုက်တာဟုတ်ကဲ့ပါအဲ့ကော်ဖီစီးလေးရရနေပြီလားအိုးပြီးသွားပြီခဏနေလဲကျမလုပ်တဲ့ပုံစံမျိုးလေးကြားလိုက်မယ်ကျမလုပ်ပြီးသွားပါပြီဒီမှာအဲ့ဒါကိုကျွန်တော်တို့ကဒီကွန်ပျူတာပဲဟုတ်ကဲ့ ကိုနေနာရဲထည့်။အော်ကိုနေနာရဲထည့်ရသေးရ။ဒီလိုထည့်တာ။အော်။ဟောရင်အဲ့လိုမအတင်ပေါ့နော်။မဟုတ်တော့တော်တော်များများဒီဟာကိုမကြည့်ချင်ဘူး။မကြည့်ချင်ဘူး။တော်တော်ဟိုသူကမသိဘူး။အဲ့လိုမြန်မြန်လေးလိုချင်တာ။အဲ့လိုမျိုးဆိုတော့ဒီလိုမျိုးကြိုးလောက်တာတော့ဟုတ်ကဲ့။နောက်ပြီးကြောက်မှဖြုံမယ်ဆိုဒီအိုးလေးတွေနဲ့အိုးလေးတွေနဲ့အဲ့လိုချ။အာตัวอ่ะดีคอฟฟี่นี้โหจိတ်ขณะจိတ်ท้ายหานี่โหโอเคเดี๋ยวแท้ နှစ်စောလာပေါ့နော်နှစ်စောလာဒီရာတော့စိုက်နေနေတည်းတော့တန်းတော့ပုံမှန်ဆိုရင်တော့ဘူကားပေါ့ဒီမှာတမ်းပင်းမတုံတမ်းပင်းဆိုတာဒီလိုမျိုးဖြီးတယ်ကော်ဖီဖြီးတယ်အာဟာဟာတိတ်မတုံဒါမဲ့ကျွန်တော်ကတော့တမ်းပင်းတုံးနေနည်းနည်းအိဆွဲဆူနီးသက်ချင်းတော့ဟုတ်ကဲ့အဲ့လိုမျိုးအဲ့တော့ဒီလိုမျိုးလေးလောက်ထားလိုက်အဲ့တော့ခွက်ထားတာပြီးလို့ရှိရင်ဒါဆိုလဲကျွန်တော်နှစ်နှစ်ခွက်တစ်ခါလုံးမယ်ဆိုရင်ဒီဘက်ကိုလည်းအဲ့လိုလုံးလုံးရမှာပေါ့နော်ဒီဘက်မှာဟိုကဒီဟိုနှစ်ခုလုံးတစ်ပြိုင်နဲ့လုံးတာ ဒီရေနွေးဟုတ်ကဲ့ရေနွေးကဒီထဲကိုဒီမှာအမှတ်အမှတ်လေးရှင်ဒီဥစ္စာအမှတ်လေးဟုတ်ကဲ့အဲ့တော့ဒီနားမရောက်ခင်ဒီကိုသူ့လည်းအချိန်စားရှည်ရပါတော့နော်ရေနွေးကိုအဲ့အောက်ဒီအဲ့အောက်နားလောက်ပဲထည့်ရတယ်အော်ညားဝိုင်းလည်းအဆင်မပြေဘူးအရသာနောက်တစ်ခွက်ပြောင်းပါစို့ဒီနားမှာခဏထားတယ်ဟုတ်ကဲ့ဒီဒီမှာ ထည့်လိုက်ထည့်လိုက်ပြီးတော့ဒီမှာပုံမှန်ဆိုတော့ fitter ကတ်တယ်ဟုတ်ကဲ့ဒါပေမဲ့ကျွန်တော် fitter တိတ်မကတ်ဖြစ်တော့ဟုတ်ကဲ့ fitter ကတ်ရင်နည်းနည်းလေး product ကျလို့အော်တိတ်တော့မသိတာမီးအေးနဲ့လုပ်တယ်ဆိုရင်တိတ်ပြဿနာမရှိဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါဒေးစာကိုသူမျိုးတင်ထားလိုက်တင်ထားလိုက်မတင်ရင်အမတစ်ချက်လုပ်ကြည့်လိုက်လေဒီမှာတစ်ခုလုပ်ကြည့်ဒီထဲကို coffee ready ဒီထဲကိုထားလေးနဲ့ဟာ တော်တခုတည်းနော်တော်များနေပြီထင်တယ်ဟုတ်တဝက်လေးထည့်လိုက်မယ်နော်ရနှစ်သုံးလောက်ထည့်ပြီးနည်းနည်းလေးတက်မှာပါပြီးရင်ဒါနဲ့ဖြီးရမှာလားဟုတ်ဒါမှမဝင်ဘူးသူကမဝင်ဘူးလားဟောတော့အပေါ်ကနေဘိုးအကြီးဆိုင်မှာဝင်တာကျွန်တော်သုံး pressure လေးရှိသွားတာပေါ့နော်အာအဲ့လိုလေးလုပ်ပြီးသွားရင်မကခဏပြန်ထားမယ်ဒီအားကြီးကြတော့တခါလေးပြန်ပေးရအဲ့လိုမျိုးဟုတ်ဟုတ်မဟုတ်လို့ရှိရင်အဲ့လိုဟတာလို့မရဘူး อันนั้นนี่อะยาไก่เนเน่เลยโอเคโอเคถ้าโกว่าแล้วทิ้งๆเนี่ยปอมูดีควอลิตี้อ่ะเลยฉิดได้อ่ะสรเลยทีนี้นี้โหจนจอมแม่แท้ไปแล้วโอเคโอเคโอเคมาเออดีหาลิดีปอมาตีนไล่อ่ะมาตีนไล่นี่ดีอ่ะโอ้กั่นมาดาแม่ดีอุษาปูเลยปูล่ะอ๋อทีนี้แท้ตาแล้วดีอุษามาปูเนี่ยดีหาอีอกปูมาเอ๊ะโอเคดีหาปูดีมาปูได้เลยดีหามาตีเลยปอมานี่พี่อ่ะ တက်တယ်လေဟုတ်လေအဲ့ပြီးရင် तू ကကြက်ကူနေမှာဟိုသူ့ရဲ့ဝါရှာကလည်းအဆင်ပြေမှာပေါ့နော်အဲ့ဟိုဒီဟာနဲ့နဲ့ဒီလိုမျိုးနည်းနည်းလေးထက်ကြက်ပါဩလုံးဝကြက်ကြက်ကလေးပေါ့ဟုတ်ပြီးကြတော့ဒီဥစ္စာဟောဒီနှစ်ခုကိုကျွန်တော်ဟုတ် ဒီမှာဆိုကျွန်တော်ရေမွန်နဲ့ပတ်သက်တဲ့ပုံရိပ်သိမ်းမရှိပါဘူးဒါပေမဲ့ကိုကတော့ fan ပဲဟုတ်ကဲ့အဲကိုဟိုအရင်အရင်သဘောတယ်ငါအရင်တော့ဒီမှာလည်း show ပဲပါသူအရှိမဒီဘာဂီတာလေးထွက်ထားတာကျွန်တော်တိတ်တည်းညာဒါပေမဲ့အဲ့အချိန်မှာသူ့ကိုတုံးလိုက်တဲ့အုံလုံးလေးကိုသဘောကျသွားပုံပုံတိုင်းလည်းအဲ့လူအရယ်မှာပါတယ်လားအော်လူအရယ်မှာပါရောဟိုသူတို့အဲ့လိုမျိုးကတခုဆိုသူများတော့ကိုဟိုတာပြီးပြီးတဲ့မျိုးကလူအလို့ခေါ်တာလားတကယ်ကကိုမသိလို့မဟုတ်ဘူးပြည့်ရတာနဲ့ဥစားပြီးတဲ့လူမျိုးတွေပါ အဲ့ဒီအကြံဉာဏ်လေးနဲ့လူအားဆိုပြီးတော့စဉ်းစားမိဟုတ်ကဲ့ပါ